မင်္ဂလာပါပရိသတ်ကြီးတို့ရေကျွန်တော်တို့ရဲ့မြန်မာစပေါ့မီဒီယာကနေကြိုးဆိုလိုက်ပါတယ်ခုတင်ဆက်ပေးချင်တာကတော့နောက်ဆုံးရစိတ်ဝင်စားစရာဘောလုံးသတင်းတွေပဲဖြစ်ပါတယ်ရှင်ရီယယ်ကွင်းလည်းကစားသမားမိုဒရစ်တယောက်လာမဲ့ကဘာကလပ်ဖလားအပြီးအသင်းနဲ့လမ်းခွဲတော့မှာဖြစ်ကြောင်းသတင်းရရှိပါတယ်ဘာစီလိုနာတင်းကလီဗာပူးတာမန်ကစားသမား DS ဒါမှမဟုတ်မန်ယူတိုက်စစ်ကစားသမားရက်ရှ်ဖို့ကိုခေါ်ယူအားဖြစ်လို့နေကြောင်းသတင်းရရှိပါတယ်ချက်စီတင်ကမန်ယူအသင်းပြစ်မှန်ဘရိုက်တန်တိုက်စစ်မှုပက်ဒရိုကိုပေါင်တန်း90အထိပေးချေခေါ်ယူလို့နေပါတယ် နာပိုလီသင်းနီးပြကွန်တီကတော့ကက်ကလီယာရီနဲ့နောက်ဆုံးရာသီပိတ်ပွဲကိုအနိုင်ကစားပြီးဖလားရယူဖို့အတွက်အတင်းသားတွေကိုစိတ်အေးအေးထားဖို့ကြိုတင်သတိပေးသွားခဲ့ပါတယ်။အာဆင်နယ်သင်းနောက်ခံလူဆာလီဗာတယောက်တကောက်ကြောတန်ရာကြောင့်အသင်းရဲ့ရာသီပိတ်ပွဲချင်းကိုလဲချော်အောင်မှာဖြစ်ပါတယ်။အသက်40ကျော်နေပြီဖြစ်တဲ့ရိုနယ်ဒိုရဲ့ခန္ဓာကိုယ်စစ်ဆေးချက်များအရအသက်29နှစ်အရွယ်တာမန်လူတယောက်လိုကြံ့ခိုင်နေသေးကြောင်းသိရပါတယ်။မန်စီးတီးနဲ့လမ်းခွဲဖို့တရင်ထွက်နေတဲ့တာမန်ကစားသမား Grealish ကနာပိုလီ၊ Newcastle, Dortmund, Spa, Villa စတဲ့အသင်းတွေထံ ရောက်ရှိဖို့တဲ့ရာဂိုင်းလုံးများနေပါတယ်။ Sorry တန်းကျွယ်အုပ်စုကချန်ပီယံရှစ်ထိပ်တန်းအသစ်တင်ကိုထပ်မံဝေယူဖို့ပြင်ဆင်နေကြောင်းသတင်းရရှိပါရယ်။မန်ယူတင်ကဆန်ချိုရရှ်ဖို့အန်တိုနီစားတဲ့တိုက်စစ်ကစားသမား၃ဦးစလုံးကိုရောင်းချသွားမှာဖြစ်ပါရယ်။ပြီးခဲ့တဲ့ယူရိုပါလီဆူပေးပွဲမှာစပါအသင်းဘက်ကလူများစွာဆုတက်ယူခဲ့တာကြောင့်ဆွေရောင်းမယ့်အပါဝင်စပါအတိတ်ကစားသမားအချို့ကိုရွှေ့ဆွဲပြားစုမပေးနိုင်ခဲ့ကြောင်း UEFA ကပြန်လည်ဖြေရှင်းသွားခဲ့ပါရယ်။ Wise Council တို့ကတော့ Nottingham Forest အသင်းနဲ့ကစားမယ့်ပွဲစဉ်မှာပါဝင်လာမယ်ဆိုရင် ပရီးမီးယားလိတရာသီးတဲ့38ပွဲစလုံးပါဝင်နိုင်တဲ့စီစာအက်စပလီကွီတာအပြင်ပထမဆုံးချယ်ဆီကစားသမားဖြစ်လာမှာဖြစ်ပါတယ်။2018ရာသီကလည်းစီစာအက်စပလီကွီတာကတော့တရာသီတဲ့38ပွဲလုံးပေါင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ဒေါ်တင်ဟော့စပါနီပြအန်ဂင်းပိုစတီဂိုဂလူကတော့ယူရိုပါလိဖလားကိုကိုင်းမြောက်ပြီးတဲ့နောက်မှာတော့သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးချက်ချင်းပဲရှင်းလင်းခဲ့ပါတယ်။ပိုစတီဂိုဂလူကဘီဘာအိုမှာ18နှစ်ကြာဖလားပြောက်ဆုံးနေမှုကိုဆုံးသတ်နိုင်ခဲ့ပြီးတဲ့နောက် အသင်းမှာဆက်နေပြီးယူရိုပါလိအောင်မြင်မှုပေါ်ဆက်လက်တည်ဆောက်ချင်တယ်လို့ဝန်ခံပြောဆိုခဲ့ပါတယ်။တော်တင်ဟော့စပါအသင်းတာဝန်ရှိသူတွေကဒီယာဒီပရီးမီးယားလိကအစံချိန်တင်ဆိုးရတဲ့စွမ်းဆောင်ရည်ကိုမြင်တွေ့ပြီးရနောက်ယူရိုပါလိဖလားရရင်တော့ပိုစတီကိုဂလူကိုထုတ်ပယ်နိုင်တယ်လို့ပြောဆိုမှုတွေရှိနေခဲ့တာဖြစ်ပါတယ်။ဖိုင်းကာမြောက်ပြီးရနောက်မှာတော့ TNT Sport နဲ့တွေ့ဆုံခဲ့ရမှာပိုစတီကိုဂလူကကျွန်တော်တို့ကိုပြီးမြောက်အောင်လုပ်နိုင်ခဲ့ပြီလို့မခံစားရသေးပါဘူး။ကျွန်တော်တို့တိစောက်နေတော့မှရှိပါသေးတယ်။ ကျွန်တော်ဒီနီးပြရာတို့ကိုလက်ခံခဲ့တဲ့အချိန်မှာကျွန်တော်ကောင်းတဲ့အရာတခုရှိခဲ့ပြီးအဲ့ဒါကဖလားတလုံးလုံးတော့ရအောင်ယူမယ်ဆိုတာပါကျွန်တော်တွေအားလုံးထက်အဲ့ဒါကပဲကောင်းနေမှာရှိနေခဲ့တာပါကျွန်တော်တို့ခုအဲ့ဒါကိုလုံးနိုင်ခဲ့ပြီးအဒီတော့အဲ့ဒီပုံမှာဆက်ပြီးတိဆောက်သွားချင်ပါတယ်လို့ပြောဆိုခဲ့တာဖြစ်ပါတယ်အန်တိုနီကတော့မနေ့ကမတိုင်ခင်အထိယူရိုပါလိရောကွန်ဖရင့်လိကိုပါတရားသီအတွင်းရအောင်နိုင်ခဲ့တဲ့ပရမဆုံးကစားသမားဖြစ်စံချိန်တင်ဖို့နှိစက်နေခဲ့တာပါဒါပေမဲ့လည်းမန်ယူတင်းကမင်းညာကပွဲစဉ်မှာစပါတင်းကိုရှုံးပြီးယူရိုပါလိဖလားကိုလက်လွတ်ခဲ့ရပါပြီ ဒါကြောင့်မလို့ Chelsea အသင်းကိုအတိုင်းကံပြီး Conference League ရခဲ့မယ်ဆိုရင်တောင်မှ Anthony ကတစ်နှစ်တည်းဥရောပဖလားနှလုံးရတဲ့ကစားသမားဖြစ်မလာနိုင်တော့ပါဘူး။ဆက်လက်ပြီး De Bruyne ကိုထွက်ခွာခွင့်ပေးခဲ့တဲ့ Man City အသင်းရဲ့လုပ်ရက်ကိုအသင်းနောက်ခံလူဟောင်း Micarus Charles Weaven ဆိုတဲ့တရင်လေးပါ။ဘလုံးဝေဖန်သူဖြစ်ဆောင်နေတဲ့ Man City နောက်ခံလူဟောင်း Micarus Charles ကတော့ De Bruyne ကိုပြောင်းရွှေ့ခြင်းအလွန်နဲ့ထွက်ခွာခွင့်ပေးခဲ့တဲ့အသင်းရဲ့လုပ်ရက်ကိုဝေဖန်ခဲ့ပါတယ်။ ဒီဘရိုင်းနာ33နှစ်ကအခုရာသီကုန်မှာမန်စီးတီးအသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးတော့အသင်းဘက်ကစာချုပ်သက်တမ်းတို့ကိုကမ်းလှမ်းခြင်းမရှိတဲ့အတွက်လာမယ့်နှွေမှာပြောင်းရွှေ့ခြင်းအလွတ်နဲ့ထွက်ခွာဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီဘရိုင်းနာကတော့မန်စီးတီးအသင်းမှာ၁၀ဆုနှစ်တခုကြာကစားခဲ့ပြီးအဓိကကစားသမားအဖြစ်ခြေစွမ်းပြခဲ့သူဖြစ်ပြီးတော့လက်ရှိအချိန်ထိခြေစွမ်းပြနေသူဖြစ်ပါတယ်။ဒါကြောင့်မီဂါရီချက်စ်ကဒီဘရိုင်းနာကိုထွက်ခွာခွင့်ပေးခဲ့တဲ့အသင်းရဲ့လုပ်ရက်ကိုဝေဖန်ပြောကြားခဲ့ခြင်းပဲဖြစ်ပါတယ်။ မီကာရစ်ချက်စ်ကကျွန်တော်ရဲ့တအုပ်တဲ့အမြင်ကိုပြောရမယ်ဆိုရင်မန်စီးတီးသင်းကနေဒီဘရိုင်းနာထွက်ခွာတဲ့ပေါ်စင်မကောင်းဖြစ်မိပါတယ်။ဒီဘရိုင်းနာလိုကစားသမားမျိုးကိုပြောင်းရွှေ့ခြင်းအလွန်နဲ့ထွက်ခွာခွင့်ပေးခဲ့တဲ့လို့ရက်ကမမှန်ကန်မှုလို့ကျွန်တော်ထင်ပါတယ်။ဒီဘရိုင်းနာအနေနဲ့အသင်းအတွက်အများကြီးဥဆောင်ပြီးစွမ်းဆောင်ပေးနိုင်အောင်မယ်ထင်ပါတယ်။ဒါပေမဲ့မန်စီးတီးသင်းကသူ့ကိုအသင်းကနေထွက်ခွာခွင့်ပေးလိုက်တယ်။ဒါကအမှန်ကန်တဲ့လို့ရက်လို့ကျွန်တော်မထင်ပါဘူးလို့ပြောကြားခဲ့ပါတယ်ရှင်။မန်ချက်စတာယူနိုက်တက်အသင်းကြီးပြအမွေငါအသင်းကထုတ်ပယ်ရင်ယော်ချင်းမယူပဲ ထွက်ခွာသွားမယ်လို့ပြောကြားခဲ့ပါတယ်။မန်ယူနိုက်တက်အသင်းကယူရိုပါလိဘောလုံးပွဲမှာစပါးကိုအေးနေပြီးတော့အခုရာသီမှာဆုဖလာလက်မဲ့အခြေအနေပြင်စံချိန်တင်မှတ်တမ်းဆိုးများစွာကိုပန်းဆိုင်ခဲ့ရပါတယ်။မန်ယူနိုက်တက်အသင်းဒီပြအမွေရင်က၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်မှာပရိသတ်တွေကိုပြကြရဘာမှမရှိပါဘူး။အဲဒါကြောင့်ဒီအချိန်မှာယုံကြည်ချက်နည်းနည်းပဲရှိပါတယ်။ကြည့်ကြတာပေါ့ကျွန်တော်ကအမြင်နဲ့ပွန့်ပွန့်လင်းလင်းပါပဲ။တကယ်လို့ပရိသတ်တွေနဲ့ဘုတ်အဖွဲ့ကကျွန်တော်ကတင့်လျော်ရဲသူမဟုတ်ဘူးလို့ခံစားရတယ်ဆိုရင်နောက်တနေ့မှာပဲရောကြီးနဲ့ပတ်သက်ပြီးဘာစကားမှမပြောဘဲထွက်သွားမှာပါ။ ဒါပေမဲ့ကျွန်တော်နှုတ်ထွက်မှာတော့မဟုတ်ပါဘူး။ကျွန်တော်အလုပ်အတွက်တကယ်ယုံကြည်မှုရှိပါတယ်။ခမားမြင်တဲ့အတိုင်းပါပဲ။ကျွန်တော်ကအကိုလောက်တာတွေကိုဘယ်တော့မှမပြောင်းလဲဘူးဆိုပြီးတော့ပြောခဲ့ပါတယ်။အမွေ40နှစ်ကတော့ Man United အသင်းနဲ့2028ခုနှစ်ဇွန်လအထိစာချုပ်ချုပ်ဆိုထားခြင်းဖြစ်ပါတယ်။ Man United အသင်းကအမွေကိုလာမယ့်ရာသီအထိအချိန်ပေးသွားပွဲရှိကြောင်းလည်းသိရပါဗျ။ Man United အသင်းကတော့အခုရာသီမှာ Premier League တမိုင်းတစ်လျှောက်အဆိုးရွားဆုံးအဆင့်မှာရပ်တည်ခဲ့ပါဗျ။ Man United က လာမယ့်ရာသီမှာချန်ပီယံလိဝင်ခွင့်မရရှိတဲ့အတွက်ဝစ်ဆွန်စပွန်ဆာ Adidas ထံပေါင်၁၀တန်းပြန်ပေးရမယ်ဖြစ်ကြောင်းသိရပါတယ်။မန်ယူအသင်းကတော့ Adidas နဲ့တစ်နှစ်ပေါင်တန်း90တန်းတန်ကြီးရှိတဲ့စပွန်ဆာစာချုပ်ချုပ်ဆိုထားခြင်းဖြစ်ပြီးစာချုပ်သက်တမ်းကတော့2035ခုနှစ်အထိဖြစ်ပါတယ်။အဆိုပါစာချုပ်မှာချန်ပီယံလိရှင်ပြိုင်ခွင့်မရရှိပါကစာချုပ်တန်မှုရော့ကြမည်ဆိုသည့်သဘောတူညီချက်ပါရှိခဲ့ရာမန်ယူအသင်းကအခုခါချန်ပီယံလိဝင်ခွင့်နဲ့200ကျပ်တိုက်လွှဲထော်ခဲ့တဲ့အတွက် အဒီရထံပေါင်ဆက်တန်းပြန်ပေးရမှာဖြစ်ကြောင်းသိရပါတယ်။မန်ယူတင်းကတော့လာမယ့်ရာသီချန်ပီယံလိဝင်ခွင့်သာမကတခြားဥရောပပြိုင်ပွဲတွေ၌လည်းဝင်ခွင့်ရှင်ပြိုင်ခွင့်မရရှိတဲ့အတွက်2014-15ရာသီနောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်မှတ်တမ်းဝင်ခဲ့ကြောင်းသိရပါတယ်။မန်ယူအနေနဲ့ဥရောပဝင်ခွင့်မရရှိတဲ့အတွက်ဆုံးရှုံးနေနိုင်မှုများစွာရှိခဲ့တဲ့အပြင်ပရီးမီးယားလိပြိုင်ပွဲမှာအမှတ်ပေးစရာအောက်ခြေကိုရောက်ရှိနေတဲ့အတွက်ဝင်ငွေများစွာရောကြမှာဖြစ်ပါတယ်။ ပရီးမီးယားလိမှာရက်တည်မှုအဆင့်တစ်ခုရဲ့တန်ဖိုးကပေါင်3သန်းဝန်းကျင်ရှိတဲ့အတွက်မန်ယူသင်းနေတဲ့အဆင့်9နေရာကနေအသင်းထက်ပေါင်သန်း30ကျော်ရော့နေပွဲရှိကြောင်းလည်းသိရပါတယ်။ဘာစီလိုနာအသင်းကတော့တိုက်စစ်ကစားသမားရာဖင်ညာကို2028ခုနှစ်တည်စာချုပ်သက်တမ်းတိုးခဲ့ကြောင်းအတည်ပြုကြော်ညာခဲ့ပါတယ်။ရာဖင်ယာ28နှစ်ကတော့2022ခုနှစ်မှာပရီးမီးယားလိဂ်ကလပ်လိဂ်စ်အသင်းကနေပြောင်းရွှေ့လာခြင်းဖြစ်ပါတယ်။အခုရာသီမှာသူ့ရဲ့ကစားသမားဘဝအောင်မြင်ဆုံးဖြစ်ခဲ့ပြီး ပြိုင်ပွဲဆို56ပွဲကစားရမှာ34ဂိုးသွင်းက25ဂိုးဖန်နီးခဲ့ပါတယ်။အောက်ဆာကလောင်ရှင်များအဖွဲ့အစည်းဖြစ်တဲ့ FWA ရဲ့တနစ်တာအကောင်းဆုံးကစားသမားစုကတော့ Liverpool တိုက်စစ်ကစားသမားဆာလာကတတိယကြိမ်မြောက်ရရှိပြီး Arsenal တိုက်စစ်မှု Onary နဲ့တူပိုးတွက်စုအများဆုံးဖြစ်လာခဲ့ပါတယ်။ဆာလာကတော့2008 2002 2018ခုနှစ်များကလည်းရင်းအကောင်းဆုံးစုတွေကိုလက်ခံရရှိခဲ့ပါတယ်။၎င်းနေနဲ့အခုရာသီမှာ52ပွဲကစား33ဂိုးသွင်းပြီး23ဂိုးဖန်တီးပေးခဲ့ပါတယ်။ ရောဘဘောလုံးအဖွဲ့ချုပ် UEFA ကတော့2024-25ရာသီယူရိုပါလိပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုနဲ့အကောင်းဆုံးလူငယ်ကစားသမားဆုရရှိသူတွေကိုကြာတာရီနေကထုတ်ပြန်ကြော်ညာခဲ့ရမှာစပါတင်ကောင်းဆောင်နောက်ခံလူရိုမဲယိုကအကောင်းဆုံးကစားသမားဆုရရှိခဲ့ပြီးလိုင်ယွန်အသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမားချာကီကအကောင်းဆုံးလူငယ်ကစားသမားဆုကိုရရှိခဲ့ပါတယ်။အာဂျင်တီးနားကစားသမားရိုမဲယိုကတော့ယူရိုပါလိပြိုင်ပွဲမှာစပါတင်ချန်ပီယံဆုရရှိခဲ့တဲ့နေရာမှာ အကောင်းဆုံးခြေဆွမ်းပြခဲ့တဲ့အတွက်ကြောင့် UEFA ရဲ့နီးစနစ်လေ့လာရေးအဖွဲ့ကအကောင်းဆုံးကစားသမားအဖြစ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ရိုမဲယိုကတော့ယခုရာသီယူရိုပါလိပြိုင်ပွဲမှာစုစုပေါင်း9ပွဲသာပါဝင်ကစားခဲ့ပေမယ့်ဘောလုံးပွဲအပါအဝင်ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာခြေဆွမ်းပြနိုင်ခဲ့တဲ့အတွက်အကောင်းဆုံးကစားသမားအဖြစ်ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်းသိရပါတယ်။လိုင်ယွန်အသင်းရဲ့ပြင်သစ်ကွင်းလယ်တိုက်စစ်ကစားသမားချာကီကတော့အခုရာသီယူရိုပါလိပြိုင်ပွဲမှာ17ပွဲပါဝင်ကစားခဲ့ရပါတယ်။ လိုင်းယွန်အသင်းနေနဲ့ကွာတာဖိုင်နယ်ကအဆင့်ရနေပြီးတော့ထွက်ခဲ့ရပြီမြေချကီကတော့၄ဂိုးသွင်း၈ဂိုးဖန်နီကချစ်ဆွမ်းပြခဲ့တဲ့အတွက်ကြောင့်အကောင်းဆုံးလူငယ်ကစားသမားဖြစ်ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါတယ် UEFA ကတော့ယခုရာသီယူရိုပါလိပြိုင်ပွဲရဲ့အကောင်းဆုံးအသင်းကိုရွေးချယ်ခဲ့ရမှာ Champions Spa အသင်းမှ ကစားသမား၄ဦးပါဝင်ခဲ့ပါတယ်အကောင်းဆုံးအသင်းမှရွေးချယ်ခံခဲ့ရတဲ့ကစားသမားတွေကတော့ Go Vicario Spa နောက် Poro Romero Spa Robin Koch Franbucks Jorgen Bodeklink လေပက်ထရစ်ဘော့ခ်ဘိုဒက်ဂလင်ဘရူနိုဖာနန်ဒါစ်ကတ်စမီယိုမန်ယူရှေ့ချာကီလိုင်ယွန်ဆိုလန်ကီစပါနီကိုဝီလျံစ်ဘီဘာအိုရိုဖြစ်ပါတယ်ချဲစီအသင်းဂျိုတင်ခေါ်ယူထားတဲ့ဘရာဇီးကျယ်ဝင်းအစတာဗိုဝီလျံခြေစွမ်းကတော့တောက်လျှောက်ခြေစွမ်းပြသနေစေပဲဖြစ်ပါတယ်။ယနေ့မနက်အပိုင်းမှာကစားသွားတဲ့ဖာမီယပ်စ်အသင်းနဲ့ဆော့ဂရောင်တို့ရဲ့ပွဲစဉ်မှာတော့အစတာဗိုကအသင်းအတွက်အနှက်ကိုထပ်မံသွင်းယူပေးသွားခဲ့တယ်ဆိုပေမဲ့ဒုတိယအသင်းကတော့ဘယ်ဘက်ချမ်းကနေပြီးဆွဲဝင်လာရင်ခြေအောင်ပြပြီးဘယ်ချင်းနဲ့ ပြင်ကန်သွင်းသွားခဲ့တာပါ။ဒါကသူ့ရဲ့သွင်းကိုဆွဲရင်ဘလောက်မြန်မာကြောင်ပြသခဲ့ပါရယ်။ဘရာဇီးလီကတော့ဥရောပထိပ်တန်းလိဂ်နဲ့အဆင့်တန်းချင်းกว่าရယ်ဆိုပေမဲ့အသက်၁၈နှစ်သာရှိသေးတဲ့လူငယ်တယောက်အနေနဲ့သူ့လုံးပြတာတွေကတကယ်လည်းဖျားခါကြပါ။ဒီတက်ရည်နဲ့အချက်လက်တွေကဆယ်စုနှစ်အတွက်နေမာတို့လိုစူပါစတာတွေတောင်မလုံးပြနိုင်တဲ့အချက်လက်ပါ။သူ့လိုပါမီရှင်လူငယ်တယောက်ကိုချယ်ဆီတင်ကအကွက်မြင်မြင်နဲ့ကြိုတင်ခေါ်ထားနိုင်ခဲ့တာတော်လေးကောင်းပါရဲ့။အက်စတာဖိုကတော့လာမယ့်ယာတီတင်မှာချယ်ဆီတင်နဲ့အတူလာရောက်ပူးပေါင်းတော့မှာပါ ဆယ်စီသိန်းမှာအက်စတာဖို့တယောက်ဘယ်လိုရင်ခုန်စရာတွေပေးသွားမလဲဆိုတာကတော့ပရိသတ်ကြီးစိတ်ဝင်စရာစရာပါပဲเนาะအခုတင်ဆက်ပေးချင်တာကတော့ Real Madrid အသင်းရဲ့ဝိုင်းရင်ကွင်းလှည့်ကစားသမား Modric ကကလပ်ကဘာဖလားပြိုင်ပွဲပြီးမှလမ်းခွဲတော့မယ်လို့အတည်ပြုကြေညာခဲ့ပါတယ်။ Modric 39နှစ်က Real အသင်းမှာကစားသမားဘဝကုန်ဆုံးတဲ့အထိရှင်ပြန်ကစားသွားဖို့ဆန္ဒရှိခဲ့ပေမယ့် Real အသင်းကလာမယ့်အတိကစပြီးတော့ငယ်ရွယ်တဲ့ကစားသမားတွေကိုအားပြုဖွဲ့စည်းဖို့စီစဉ်နေတဲ့အတွက်လမ်းခွဲရေးဆုံးဖြတ်ခဲ့ကြောင်းသိရပါတယ်။ ဟိုတွင်2012ကနေရာဒီမှာစပါတင်ကနေရီယဲတင်ကိုပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီးတော့73နှစ်တာကာလအတွင်းမှာလာလီဂါချန်ပီယံစု၄ချိန်ချန်ပီယံလိဖလာ၆ချိန်ပါဝင်စုဖလာအောင်ပွဲများစွာရယူနိုင်ခဲ့ပါတယ်။ရီယဲတင်ကအသက်ကြီးရင်လာပြီးဖြစ်တဲ့မိုဒရစ်ကိုအခုနောက်ပိုင်းတစ်နှစ်ချင်းတတ်တန်းတိုးခဲ့တော်လဲလာမယ့်ရာသီမှာအထက်မှတတ်တန်းတိုးရန်ဆန္ဒမရှိတော့တဲ့အတွက်မိုဒရစ်ကလမ်းခွဲရင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။ကျွန်တော်ဘယ်တော့မှရောက်မလာစေခြင်းနဲ့ခိုက်တန်ကရောက်လာခဲ့ပါပြီ။ဒါပေမဲ့ဒါကဘောလုံးလောကရဲ့သဘောတရားဟောပါပဲ။ ်ပြီးတော့ဘွားမှလည်းအရာရာတိုင်းကအစာရှင်အဆုံးရှိစမြဲပါပဲကမ္ဘာအကောင်းဆုံးအသင်းသင်းရဲ့အောင်မြင်ဆုံးခေတ်ကာလတစ်ခုမှာအစိပ်ပိုင်းတရဖြစ်ခဲ့ရတဲ့အတွက်အကုန်ယူပါတယ်လို့မို့ trick ကပြောကြားခဲ့ပါတယ်အခုလိုမျိုးနိုင်ငံတကာဘောလုံးသတင်းအားလုံးကိုတက်နေရတဲ့မှာဆောဆောင်လေးလေးကြည့်ရှုနားဆင်နိုင်ဖို့ကျွန်တော်ရဲ့မြန်မာ sport media youtube channel လေးကို like and subscribe လုပ်ပြီးတော့အားပေးကြအောင်နော်ပေးတဲ့ကြည်နောက်ထပ်ပြောချင်တာက Facebook မှာလည်းကျမတို့ရဲ့ Myanmar Sport Media Page ကနေ၄၀ဘောလုံးသတင်းတွေကိုပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ Facebook page ကိုလည်း like and follow လုပ်ထားနိုင်ပါတယ်เนาะဘောလုံးချစ်ပရိသတ်တွေအားလုံးကိုကျေးဇူးတူတင်ပါတယ်ရှင်